ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ9ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လိုက်ရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအုံဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့အုပ်ဖို့မြို့နယ်မှာရှိတဲ့ဦးသိကုံစစ်တပ်ဂိတ်မှာပြူစောတိနဲ့စစ်သားများစကားများရန်ဖြစ်ရမအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးတဦးသိဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာရှိတဲ့ ဦးဒေကုံအကျံဖတ်စစ်တဲ့ဂိတ်မှာစစ်သားနဲ့ပြူစောတီများစကားများရံပြစ်ရမအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးတဦးသေးဆုံးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။အော်တိုဘာလ9ရက်နေ့ညနေ9:00ခန်းမှာအုတ်ဖူမြို့နယ်ဦးဒေကုံစစ်တဲ့ဂိတ်မှာကင်းဆောင်နေတဲ့စစ်သားနဲ့ပြူစောတီများစကားများရံပြစ်ရမအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီပြစ်ခတ်မှုတွေမှာ ပြူစောတီတူနေရမှာတဲ့ပွေချင်းပြီးသိဆုံးခဲ့ပြီးစစ်သားတူမှလည်းပြည်စေးယုံမှအရေးပေါ်စေကူတမှုခံယူနေရကြောင်းသိရှိရပါတယ်။အိုးတဲကုံစစ်ခွေးဂိတ်မှာမနေ့ကညနေ9နာရီလောက်မှာစစ်ခွေးနဲ့ပြူစောတီတွေရန်ဖြစ်စကားများပြီးအချင်းချင်းအပြန်အလှန်ပစ်ခတ်ကြတာပြူစောတီတကောင်ကပွေချင်းပြီးသိဆုံးပါတယ်။စစ်ခွေးကတော့ပြည်စေးယုံကိုပြင်းထန်တံရရင်းနဲ့အရေးပေါ်ပို့ဆောင်ထားရတယ်လို့သိရတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။အစူပါဦးတေကုံစစ်တကေဟာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်း ခီးသောပြည်သူများထံမှငွေကြေးအစမတန်ကောက်ခံခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ပြီးယခုပြစ်ခတ်မှုဟာအချင်းချင်းဝေစုခွဲရမှအဝေးမတည်ပဲခိုက်ရန်ဖြစ်ပွားနိုင်ခြင်းဖြစ်ကြောင်းဒေသပြည်သူများကဆက်လက်ပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဝက်လက်နဲ့မင်းကုံလီကြေးရော်အနီးမှာတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်အုပ်စုဘက်မှ၈ဦးတေဆုံးတိုက်ပွဲဖြစ်ပွားပြီးနောက်ဖမ်းဆီးခံထားရတဲ့အထက်ကဒေသခံ၆ဦးပြန်လည်လွတ်မြောက်လာခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဝက်လက်မြွနဲ့မင်းကုံလေးကြီးရွာအနီးအော်တိုဘားလ9ရက်နေ့ကစစ်အုပ်စုတပ်တွေနဲ့တော်လိုင်းအင်အားစုတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်အုပ်စု10ဦးသေဆုံးခဲ့ကတော်လိုင်းရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့ဒေသခံစီးရေးသတင်းရင်းမြစ်တွေကပြောပါတယ်စစ်အုပ်စုတပ်တွေကရှေးမကနဲ့9ရက်ကြီးရွာကနေအင်အားရာနဲ့ချီစစ်ကြောင်းထိုးလာပြီးနောက်မင်းကုံလေးရွာကိုစီးနှင်ဝင်ရောက်ရမှာတော်လိုင်းအင်အားစုတွေကအသင့်စောင့်ကြိုပစ်ကတ်တိုက်ခဲ့တယ်လို့ဆိုပါတယ်နှစ်ဖက်တိုက်ပွဲအတွင်းမှာစစ်အုပ်စု10ဦးမျက်မြင်သေဆုံးခဲ့ပြီး တော်လိုင်းရေးပေါ်နှစ်ဦးကြာဆုံးခဲ့တယ်လို့ဝက်လက်မြို့နယ်ရဲ့ပကဖတ်တာဝန်ရှိသူကပြောပါတယ်။ရှင်းမကအထိုင်ကင်းတဲ့ငားရဲ့ပဲရောက်တဲ့ခွေးကင်းတဲ့ပူပေါင်းပြီးမနေ့ကကျွန်တော်တို့ထွက်လိုက်လာတာမင်းကုံလေးလမ်းစုံကိုရောက်တဲ့အခါမှာတိုက်ပွဲဖြစ်တယ်။တိုက်ပွဲဖြစ်တော့ကျွန်တော်တို့ဘက်ကရေးပေါ်နှစ်ယောက်ကြာတယ်။သူတို့ဘက်ကစစ်အုပ်စုက၈ယောက်လောက်ကြာတယ်။ဒီတက်တော့ပုံများနိုင်တယ်အားလုံးတော့အတိမပြုတ်နိုင်သေးဘူးလို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်စေအုစုတက်တွေဆုတ်ခွာသွားပြီးနေမင်းချင်းတိဆက်နေတဲ့စကိုင်းနဲ့ဝါချက်ကြီးရွာက အင်အားတရာပါတဲ့စစ်ကြောင်းတစ်ကြောင်းအေယာဝရီမြစ်ကြောင်းကနေစစ်သည်မောနစီစံတက်လာပြီးတော့ဝက်လက်နေနဲ့စကိုင်းနေနေမိနီးကဝချက်တက်ရွာစင်ကိုင်းငားရဲ့ရွာရီမှာအင်အားဖြစ်တင်နေတယ်လို့ဆိုပါတယ်ဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်အုပ်စုတစားကန်ဖြစ်ဖန်စီထားသူတွေတဲကကလေးငယ်2ဦးအမျိုးသမီး2ဦးအသက်50ကျော်အရွယ်အမျိုးသား3ဦးစုစုပေါင်း6ဦးပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်လွတ်မြောက်လာသူ6ဦးကတော့ တက်ရွာမှာနေထိုင်တဲ့ဒေသခံတွေဖြစ်ပြီးအခုလ၂ရက်နေ့မှာစစ်အုပ်စုတပ်ကဖမ်းဆီးလိုက်တာလို့အဲ့ဒီအခြေအနေကိုသိတဲ့ဒေသခံတအုပ်ကပြောပါတယ်။ကလေးက၂ယောက်ပါတယ်၊မိန်းကလေးက၂ယောက်၊မျိုးသားက၃ယောက်။အဲ့ဒီအထင်းမှာကလေးနဲ့မိန်းကလေး၂ယောက်နဲ့အမျိုးသား၂ယောက်ကတော့လွတ်လာတယ်၊တယောက်ကတော့ဆက်ဖမ်းတာတယ်။အမျိုးသားတွေကတော့အသက်၄၀ကျော်နဲ့၅၀ကျားတွေကအသက်ကားလို့ဆိုပါတယ်။ဒါအပြင်စစ်အုပ်စုစစ်ကြောင်းတွေဝင်ရောက်ပြီးနောက်တက်အထက်ရွာတက်အောက်ရွာငားရဲစားတောင်ကြီး ရှီမကာစားတဲ့ကြေးရွာဒီမှာနေထိုင်တဲ့ဒေသခံ30ကျော်ဖမ်းဆီးခံရပြီးဒီကနေ့အထိပြန်လည်မလွတ်မြောက်လာသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ဝက်လက်မြုံနယ်အတွင်းမှာစစ်အုပ်စုစစ်ကြောင်းထုတ်ဝင်ရောက်နေတာကြောင့်စားတောင်တလိုင်းတမာကုန်း9ရဲရှီမကာတလိုင်းအုံးသစင်ရီလေမော်ရွာနဲကျော်စီယာပကံသူလင်းတလူတစ်ချိုကုန်းချိုင်းကြီးရွှေပင်ငံအုံးနေဘုတ်တော်မဆရရွာပေါင်း50ကျော်မှနေထိုင်တဲ့ ဒေသခံတောင်းနဲ့ချီတောတောင်တွေအတွင်းကိုထွက်ပြေးတင်းရှောင်နေရပြီးလီလာကြတဲ့အထိနေရမပြောင်းနိုင်သေးဘူးလို့ဆိုကြပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဒီမွန်ဆိုနဲ့ဖရူဆွန်လမ်းပိုင်းမှာစစ်ကောင်စီရင်တန်းကို KNDF ကတိုက်ခိုက်ပြီးနောက်စစ်ကားတစ်စီးဖြစ်စည်းကြောင်တင်ဆက်ပေးပါမယ်ဂရီနီပြည်နယ်ဒီမွန်ဆိုနဲ့ဖရူဆွန်လမ်းပိုင်းမှာစစ်ကောင်စီရင်တန်းကိုတိုက်ခိုက်ရမှာစစ်ကားတစ်စီးဖြစ်စည်းနိုင်ခဲ့ပြီးအရာရှိလို့ယူဆရသူတချို့သိဆုံးခဲ့တယ်လို့ဂရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF က အော်ရူဘလ6ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီမော့ဆူဖရူဆူလမ်းမကြီးတချောင်းမှာစစ်ကောင်စီတပ်နဲ့ဒေါ်လာရေးတပ်တွေအကြားထိတွေ့တိုက်ပွဲတွေနေ့စဉ်ညီပါရှိနေတယ်လို့ KNTF ရဲ့တပတ်တာစီရီတရင်ဖော်ပြချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ဖရူဆူမြို့အခြေစိုက်စစ်ကောင်စီတပ်တွေထဲမှာစစ်ကားတွေဖြန့်ခွဲစုဖွဲ့ထားပြီးအမတ်စလီတမ်းမြင့်စစ်လက်ချင်းရေးတင်တန်းကြောင်းအနီးကကျေးရွာတွေပတ်ထွက်ပြီးဗော်လခင်မြို့နယ်ကိုဥတီနေတဲ့စစ်ကြောင်းတချို့လှုပ်ရှားနေတာကြောင့်ထိတွေ့မှုတွေရှိတယ်လို့အသိပေးပါတယ်။ လော်ကော်ကနေဖရူဆိုကိုဆက်ကဆရင်အစည်းရင်90နီးပါးလောက်ရောက်တယ်။လူရောခင်းရရောခင်းရများတယ်လို့ကြားရတယ်။ရွေးကောက်ပွဲမတိုင်ခင်ဘောလကဲကိုလမ်းပေါက်အောင်ဆက်ကဆဘက်ကဖောက်မယ်လို့လည်းသိရတယ်လို့ဂရီနီစစ်ဘက်သတင်းရင်းမြစ်ကလူလူတွေဦးကိုပြောပါတယ်။ဒီမော့ဆိုမြို့နယ်ဒေါငန်ခါကြေးရွာနဲ့တနန်းဦးကွန်ကြေးရွာတွင်မှစစ်ကောင်စီတပ်ကဆက်လက်စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်က drone လက်နက်ကြီးတွေနဲ့အဓိကထားတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။ ထိတွေ့တိုက်ပွဲတွေကတော့နေတိုင်းလိုလိုပုံမှန်ဖြစ်နေပါတယ်။စကဆာကတော့လက်နက်ကြီး drone တွေနဲ့ရက်တိုင်းအနီးနားကရွာတွေကိုလိုက်ချနေတာတွေရှိပါတယ်လို့ဒီမော့ဆိုအခြေစိုက်ကာကွယ်တပ်ဖွဲ့ဝင်တဦးကတိုက်ပွဲချင်းတွေကိုပြောပါတယ်။ Grenny နဲ့ Shantong နေဆက်ဖေကုံမြို့နယ်မိုးပြဲမြို့နယ်ဘက်မှာလဲစစ်ကောင်စီတပ်နဲ့ပို့ပြည်သူစစ်ပူးပေါင်းလှုပ်ရှားမှုတွေရှိနေတယ်လို့သိရှိရပါတယ်။လွိုင်ကော်မြို့နယ်အရှိတ်လွိုင်လင်းလေးဒေသကလင်းဖုံကြီးကြီးရွာအနီးမှာလဲပြီးခဲ့တဲ့စက်တင်ဘာလ28ရက်ကစစ်ကောင်စီစစ်ကြောင်းထိုးလာလို့ KNTF နဲ့၃ရက်ဝန်းကျင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးဒီကနေ့ထိလည်းတိုက်ပွဲဆက်ဖြစ်နေတယ်လို့ဆိုပါတယ်။လွိုင်လင်းလင်းမြို့အခြေစိုက်ခမရ933ညတရင်ကနေအခုအော်တိုဘားလ3ရက်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့စစ်နစ်အရွယ်ကလေး2ဦးထိမှန်ပြီးတဦးကပခုံးနဲ့ကျန်တဦးကလက်တစ်ဖက်ပစ်ခဲ့တယ်လို့ဆိုပါတယ်။အခုဘက်အတွင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းတွေကတပ်သား3ဦးဂရင်းနီတပ်ဖွဲ့တွေထံကလက်နက်ခင်းရန်တွေနဲ့ဗတ်ပြောင်းခုလုံခဲ့ပါတယ်။လက်တလော့တိုက်ပွဲချင်းတွေကြောင့် လီကျောင်း drone နဲ့လက်နက်ကြီးအန်ရီကိုတရီရှိကြဖို့နဲ့မလို့အရင်ခီးမတော်ဖို့လဲ KNTF ကတိုက်တွန်းထားပါတယ်။ Greeny ပြည်နယ်မဲဆက်ဖားဆောင်တဲ့ရှာတော်မြို့နယ်ကလွယ်လို့ကြံတဲ့မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်လို့စစ်ကောင်စီကကြေညာထားပါတယ်။ဒါပေမဲ့စစ်ကောင်စီလုပ်မဲ့ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ကျင်းပကွင့်ပေးမှာမဟုတ်ကြောင်း Greeny ပြည်အင်အားစုတွေကတုံ့ပြန်ထားပါတယ်ခင်ဗျာ။ ထပ်မတက်ဆက်ပေးကြတာကတော့ထိုင်းမြောက်ဇီဝဲစင်တာတခုမှလက်နက်ကင်တမျှတွေကရွှေဆိုင်ကိုဝင်ရောက်လူရက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံကဈေးဝယ်စင်တာတခုကိုလက်နက်ကင်တမျှတွေကဝင်ရောက်စီးနေပြီးရွှေဆိုင်တခုတည်းကရွှေတွေတွေကိုလူရက်သွားခဲ့ပါတယ်။နာရာတီဝက်ပြည်နယ်ရဲတပ်ဖွဲ့ကစွန်ငိုင်းကိုလော့ခ်မှာအော်တိုဘားလ9ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တဲ့လက်နက်ကင်တမျှမှုအတွက်တိုင်ကြားချက်လက်ခံရရှိထားကြောင်းတည်ပြုခဲ့ပါတယ်။အနောက်ရောင်တွေဝက်ပြည်မျက်နှာဖုံးစွတ်ထားတဲ့တမျှ10ဦးလောက်က Pixie ဈေးဝယ်စင်တာရဲ့ ရန်ဝရက်ခရွန်တက်ရွှေဆိုင်ကိုဝင်ရောက်စီးနင်းခဲ့ပြီးရွှေတွေတွေကိုလူရက်ပြီးတော့ပစ်ကက်ကာနစီနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကာနစီကလည်းဖြစ်စဉ်မတိုင်ခင်ကတည်းကအကူခံထားရတဲ့ရင်တွေဆိုတာကိုပေါ်ထုတ်တွေ့ရှိလာခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာပြစ်ခတ်မှုတချို့လည်းဖြစ်ခဲ့ပြီးနေကြားဆောင်ရဲတပ်ဖွဲ့ရဲ့အရာရှိတခုတန်ရာရခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအရာရှိဟာအခင်းဖြစ်ခြင်းကဇေဝေစင်တာတဲမှာပစ္စည်းဝယ်ဖို့ရောက်နေခဲ့တာပါ။တနက်တန်ရာရထားတဲ့အရာရှိကိုစေးုံတင်ပို့ထားရပါတယ်။ အသက်28နှစ်အရွယ်အဲ့ဒီအရာရှိရဲ့အခြေအနေကတည်တည်ငြိမ်ငြိမ်ရှိနေတယ်လို့နောက်ပိုင်းမှာကြေညာပါတယ်။နောက်ပြီးဓမြတွေကဒဇဂန်အဖြစ်ယာယီထိမ့်သိမ့်တာခံခဲ့ရတဲ့အသက်30အရွယ်မျိုးသားတဦးကလည်းအလွန်အမင်းထိတ်လန့်တုန်လှုပ်မှုကြောင့်စိတ်ကူတမှုခံယူခဲ့ရပါတယ်။ဇီဝေစင်တာထဲမှာလူရီစီစီကာကာရှိနေခြင်းတနက်တန်တွေထွက်ပေါ်လာခဲ့တာကြောင့်ဇီဝေသူတွေဝန်တန်းတွေအထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။လုံခြုံရေးကင်မရာမတ်တန်တွေမှာတော့လက်နက်ကင်တွေကစူပါမားကတ်ရဲ့ကားပါကင်ဘက်ကနေဝင်ရောက်လာပြီး လူကြုံရေးဝန်ထမ်းတွေကိုထွက်ခွာသွားခိုင်းတာပင်မမဦးမဟုတ်တဲ့ဝင်ပေါက်တစ်ခုကနေဝင်ရောက်လာပြီးရွှေဆိုင်ကိုဝင်ရောက်လူရက်ခဲ့တာကိုတွေ့ရှိရပါတယ်။အခုတည်းများမှုကြောင့်တိကျိုက်ပျက်စီးမှုပမာဏနဲ့လူရက်ခံရတဲ့ရွှေတွေရဲ့တန်ဖိုးကိုတော့တိတိကျကျမသိရှိရသေးပါဘူး။ The Nation သတင်းဌာနကတော့ရွှေသား6ကီလိုဂရမ်ဝန်းကျင်လောက်ပါသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။တည်းများတွေထွက်ပြေးသွားခဲ့ပြီးတဲ့နောက်အနီးတစ်ဝိုက်နေရာနှစ်ခုမှာပောက်ကွဲတံတွေထွက်ပေါ်ခဲ့ပြီးအဲဒါကအာဏာပိုင်တွေကို အာယုံလွှဲတဲ့လုပ်ရဖြစ်နိုင်တယ်လို့တော့ရဲတွေကယူဆထားပါတယ်။ရဲတပ်ဖွဲ့ကအမှုကိုအပူတပြင်းစုံစမ်းနေတယ်လို့နာရတီဝက်မှာဖြန့်ကျက်ထားတဲ့ထိုင်းစစ်တပ်ကလည်းတရခန့်တွေကိုအမြန်ဆုံးဖမ်းဆီးရမိစေဖို့ဒေသခံလူကြိုရေးတပ်ဖွဲ့အင်အားစုအလုံးကိုတက်လှမ်းထားကြောင်းကြေညာခဲ့ပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးကြတဲ့ကတော့ထိုင်းမှာအိမ်မွေးချင်းတဲ့လွတ်သွားပြီးလိုက်ကိုက်လို့လူနှုတ်ဒဏ်ရာရခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာအိမ်ဒင်းမှာမွေးထားတဲ့ချင်းတိကလွတ်ထွက်သွားပြီးလူနှုတ်ကိုကိုက်ခဲ့ကြောင်းသိရှိရပါတယ် အော်ဘလာ၄ရက်နေ့ညပိုင်းကကက်ချနာပူရီပြည်နယ်မှာရှိတဲ့ဘူဖလိုင်းခရိုင်ဒေကမူအမှတ်၈ကြီးရွာကအိမ်တလုံးမှာမွေးထားတဲ့ကျင်သေးကအပြင်ကိုလွတ်ထွက်လာခဲ့ပြီးနောက်အသက်၁၇နှစ်အရွယ်ကလေးငယ်တူအပါအဝင်ရွာသား၂ယောက်ကိုကိုက်ခဲ့တာဖြစ်ပါတယ်။အသက်၄၃နှစ်အရွယ်အမျိုးသားခြေထောက်မှာဒဏ်ရာရခဲ့ပြီးကလေးကတော့တင်ပါးကိုအကိုက်ခံခဲ့ရပါတယ်။နှစ်ဦးစလုံးကိုဈေးရုံတင်ခဲ့ရပေမဲ့ညအိပ်စရာမလိုပဲဈေးရုံဆင်ခွင့်ရခဲ့ကြပါတယ်။ရဲတွေကကျင်သေးရဲ့ပိုင်ရှင်ဟာအဲ့ဒီရွာမှာပဲနေထိုင်တဲ့ အသက်32နှစ်အရွယ်ပရိညာဘက်ဝမ်ဆိုသူဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။သူ့ရဲ့တရိတ်ဆန်တွေမွေးမြူထားမှုအခြေအနေတွေကိုအနာပိုင်တွေကစုံစမ်းနေတယ်လို့လည်းပြောပါတယ်။သူဟာအရင်ကလည်းဆက်ဆက်ပြပြတရိတ်ဆန်တွေကိုအိမ်မှာမွေးထားတဲ့အကြောင်းလူမှုကွန်ရက်ပေါ်ဓာတ်ပုံတွေတင်ခဲ့ပို့ပါတယ်။ပရိညာကသူဟာတနှစ်အရွယ်ချင်းသေးမတ်ကိုအိမ်မှာမွေးမြူထားပြီးတောင်ရင်တရိတ်ဆန်နဲ့တစ်တော်ရည်ရဌာနတာဝန်ရှိသူတွေစီကလူကြွေးဆိုင်ရာစံနှုန်းစစ်ဆေးချက်တွေကိုခံယူထားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအရာရှိတွေက ရှင်တွေမွေးထားတဲ့အိမ်ကိုပုံပြီးလုံခြုံအောင်ကာကွယ်ရမယ်လို့အစီအမံတွေညွှန်ကြားခဲ့ပြီးအဲ့ဒီအစဉ်မြင့်တင်မှုတွေမပြည့်ပြတ်ခင်မှာရှင်တွေကရွာတွေကိုထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ထိုင်းမှာတတ်မှတ်ထားတဲ့လုံခြုံရေးစီမင်းစံနှုန်းတွေကိုလိုက်နာရင်တော်ရင်တရိတ်စံတွေကိုမွေးမြူခွင့်ရနိုင်ပြီမယ်။လွတ်သွားရင်တော့ဘတ်9000အထိဒဏ်ငွေဖြစ်စေ6လအထိထောင်ဒဏ်ဖြစ်စေကြာခံရနိုင်ပါတယ်။ပရိညာကရှင်တွေရဲ့လောင်အိမ်ကိုအားဖြည့်တိစမှုတွေလုပ်နေချိန်တမနိတိုင်တစ်ချောင်းမှာကြိုးချီထားခဲ့ပေမဲ့လွတ်ထွက်သွားခဲ့တာလို့ပြောပြပါဗျာ။ ရွာထဲမှာဆူဆူညံ့ညံ့ပွက်လောတွေရိုက်ကုန်တဲ့အချိန်သူ့ချင်းသည်လွတ်ထွက်သွားမှန်းတိတော့ကြပြကြရထွက်ရှာတဲ့အခါမှာအင်းရှိမှာပဲအေးအေးလူလူလမ်းလျှောက်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်ပရိညာကချင်းသည်ကိုအသာအရာပြန်ဖမ်းပြီးကြိုးချီထားလိုက်ပါတယ်။ပရိညာဟာပိုင်ရှင်ဟောင်းစီကနေဝယ်ယူထားပြီးတဲ့နောက်တရားဝင်မွေးမြူကွင်းမှတ်ပုံတင်ထားတယ်လို့ GIA ကမိုက်ခရိုချစ်စ်ကိုလည်းထည့်သွင်းထားပေးခဲ့ပါတယ်။ချင်းသည်ကလူတွေကိုတက်ခိုက်ခဲ့တာဟာလူသွားလမ်းမတနည်းအောင်မလို့ဆိုပါတယ်။ ဖြစ်စဉ်အပြီးမှာတော့ချင်းသိကိုပရိညာစီကနေတင်းဆဲဖို့တာဝန်ရှိသူတွေကဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းကျရင်ဆူဖန်ဘူရီပြည်နယ်မှာရှိတဲ့ဘွန်ချာဝက်တိုင်းတရိတ်ဆန်ထင်းထင်းဆောက်ရှောက်ရေးစခန်းမှာတွားရှိတွားဖို့ရည်ရွယ်ထားကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဘိမ့်မြို့နယ်တုံပြောကြီးရွာမှာရှိတဲ့စစ်တပ်ကိစခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းဘိမ့်မြို့နယ်တုံပြောကြီးကြီးရွာမှာရှိတဲ့အကြပ်ဖက်စစ်တပ်ကိစခန်းကိုဝင်ရောက်တိုက်ခိုက်ရမှာ စစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့ကြောင်းဗိမ့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။စက်တင်ဘာလ29ရက်နေ့မှာဗိမ့်မြို့နယ်တုံပြောကြီးကြေးရွာမှာရှိတဲ့အင်အား၁၀ဦးခန့်နဲ့တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂေစကန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်မှာအကြမ်းဖက်စစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့ကတော်လှန်ရေးပေါ်မှာထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ29ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသုံးကောင်တေးပြီးကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်စုခွာနိုင်ခဲ့ပါတယ်လို့ဗိမျိုးနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အလားတူဇွန်လ24ရက်နေ့ကလည်းဗိမျိုးဘက်မှအင်အားအပြည့်တင်ဆောင်လာတဲ့စစ်ရင်တန်းကိုလည်းဗိမျိုးနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖဘုခရင်တပ်ဖွဲ့နဲ့တနင်္သာရီပကဖဇုံ3ပူပေါင်းတပ်ဖွဲ့တို့ကတနင်္သာရီမြို့နယ်ရမ်းဖို့ရွာအနီးမိုင်းဆွဲပြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကြောင့်သိရှိရပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးကြတာကတော့လွိုက်ကောဒီမော့ဆိုဖရူဆိုနဲ့ဖေကိုမျိုးနယ်တို့မှာတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီးစစ်တပ်ဘက်မှအရာရှိများအပါအဝင်တိတ်ဆုံးသူများပြားစစ်သား၃ဦးလက်နက်ခင်းများနဲ့တူလင်းဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဂရီနီပြည်နယ်လွိုက်ကောဒီမော့ဆိုဖရူဆိုမျိုးနယ်များမှာနေ့စဉ်ဤပါတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ဘက်ကအရာရှိအပါအဝင်စစ်သားအများပြားတိတ်ဆုံးကရင်းစစ်တပ်စစ်ကြောင်းမှစစ်သား၃ဦးလက်နက်ခင်းများနဲ့တူအလင်းဝင်ခဲ့ကြောင်း KNTF ဘူတရင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။ စက်တင်ဘာလ28ရက်နေ့မှာလွယ်ကော်မြို့နယ်အရှိတ်ချင်းလွိုင်းလင်းလေးဒေသမှာရှိတဲ့လင်းဖုံကြီးကျေးရွာဘက်ကိုစစ်ကောင်စီဘက်မှစစ်ကြောင်းထိုးလာခဲ့တဲ့အတွက်ကရနီတော်လိုင်းပူပေါင်းတပ်များနဲ့၃ရက်နေပါကြာထိတွေ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးယနေ့ထိတိုက်ပွဲများကြိုကြားဆက်၍ဖြစ်ပွားနေကြောင်းသိရှိရပါတယ်ဒီမော့ဆိုမြို့နယ်ဒေါငန်ခါရက်ွက်နဲ့တနန်းဦးကွန်ကျေးရွာတို့မှာစစ်ကောင်စီတပ်များဆက်လက်၍စစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်က drone နဲ့တိုက်ခိုက်ခြင်း လက်နက်ကြီးများနဲ့တက်ခိုက်ချင်းတို့ကိုလည်းဆက်၍လှုပ်ဆောင်နေတာပါဒီမော့ဆိုဖရူဆိုလမ်းမကြီးတစ်လျှောက်မှာစစ်ကောင်စီတပ်တွေနဲ့ဂရင်းနီတော်လန်ရေးတများအကြားနေစဉ်နှိပါတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်မှအရာရှိလို့ယူဆရသူတချို့သေဆုံးခဲ့ကာစစ်ကားတစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသိရှိရပါတယ်ထို့အတူဖရူဆိုမြို့အခြေစိုက်စစ်ကောင်စီတပ်များအတွင်စစ်ရင်တပ်ကများဖြန့်ခွဲ၍စုဖွဲ့ထားကြောင်းဒါအပြင်အမတ်ဆက်လေးတပ်မြင့်စစ်လေးကျင်းရေးကြောင်းအနီးမှာရှိတဲ့ကြေးရွာများဘက်ကိုထွက်ကာပေါ်လခေဘက်ကိုဦးတည်၍ စစ်ကြောင်းချုပ်လှူရှားနေမှုများရှိနေတဲ့အတွက်ကြောင့်တိတိတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ Grenadian Town နယ်စပ်ဖေကုံမြို့နယ်တောင်စလုံးကြီးရွာဘက်မှလည်းစစ်ကောင်စီနဲ့ PNU တို့ပူးပေါင်း၍တပ်ဖြန့်ထားပြီးအနီးဝန်းကျင်မှာရှိတဲ့ကြီးရွာများကိုလက်နက်ကြီးများပစ်ခတ်၍တိုက်ခိုက်မှုများရှိခဲ့ကြောင်းမိုးပြဲမြို့မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်များမှစက်တော်ရလွေရင်စတဲ့ကြီးရွာများဘက်ကိုရပ်ဖန်ရန်ကစစ်ကြောင်းများထွက်၍လှူရှားမှုများရှိတဲ့အတွက်ကြိုကြားထိတွေ့မှုများဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ ော်တိုဘလ3ရက်နေ့ကလွိုက်ကော်မြို့နယ်အရှိတ်ချင်းလွိုင်းလင်းမြို့အခြေဆိုင်ကမရ933တက်တမလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ရမှာကြီးရော်တရော်အတွင်ကြာရောက်ပေါက်ွဲခဲ့ပြီးအသက်10နှစ်အရွယ်ကလေးငယ်2ဦးထိမှန်ခဲ့ကြောင်းအဲ့ဒီလိုထိမှန်မှုကြောင့်ကလေးငယ်2ဦးမှာပခုံးထိမှန်၍ကျန်တဦးမှာလက်တဖက်ပြတ်ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရပါတယ်စက်တင်ဘာလ28ရက်နေ့ကလည်းလွိုက်ကော်မြို့အရှိတ်ချင်းမှာရှိတဲ့ကြီးရော်တရော်ကိုစစ်ကောင်စီမှဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာအသက်90အရွယ်အယက်သားအမျိုးသားတဦး တိကိတ်တန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ယခုတစ်ပတ်အတွင်းမှာအချက်ပတ်စစ်ကောင်စီရဲ့စစ်ကြောင်းများမှစစ်ကောင်စီတပ်သား၃ဦးကဂရီနီတော်လိုင်းတပ်ဖွဲ့များထံကိုလက်နက်ခဲများနဲ့အတူဗတ်ပြောင်းခိုးလုံလာခဲ့တယ်လို့ဆိုပါတယ်။ဒီမော့ဆိုဖရူဆိုနဲ့လွယ်ကော်မျိုးနယ်တို့မှာတိုက်ပွဲများဖြစ်ပွားနေတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့လက်နက်ကြီးဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုသတိရှိကြဖို့နဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာဒေသတွေကိုမလို့အပါကခရီးသွားလာခြင်းများမပြုလုပ်ကြဖို့ KNDF ဘိုးကအထူးတိုက်တွန်းထားပါရခင်ဗျာ။ ဆက်လက်တက်ဆက်ပေးကြတာကတော့မြန်မာစစ်တပ်ရဲ့စစ်ရာဇဝဲမှုကျူးလွန်မှုများတော့ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုအဆုံးသတ်ဖို့တောင်းဆိုလိုက်ပြီး ICC တရားရုံးကမဲအောင်လိုက်အပေါ်ဖန်ဝရန်ထုတ်ရေးနှောင့်နှေးနေမှုကိုမေးခွန်းထုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်ရဲ့စစ်ရာဇဝဲမှုကျူးလွန်မှုတွေအတွက်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုအဆုံးသတ်ရေးရပ်ဖက်အဖွဲ့များရိုဟင်ဂျာများနဲ့မြန်မာလူမှုအဖွဲ့အစည်းအားလုံးကတောင်းဆိုထားကြောင်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံ OHCHR ကတရင်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာလူအခွင့်အရေးကာကွယ်သူ၃ဦးကဂျနီဗာမှာကျင်းပခဲ့တဲ့အကြိမ်၆၀မြောက်လူအခွင့်အရေးကောင်စီအစည်းအဝေးနဲ့နယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမှာရိုဟင်ဂျာများရဲ့အခြေအနေနဲ့ပတ်သက်ပြီးတရားမျှတမှုရရှိစေရေးညှိနှိုင်းရေးဂုဏ်သိက္ခာနဲ့လူအခွင့်အရေးများပြန်လည်ရရှိရေးအတွက်ကုညီဆောင်ရွက်ပေးဖို့နိုင်ငံတကာအတိုင်းအဝိုင်းကိုတောင်းဆိုခဲ့ပါတယ်ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ Burmese Rohingyas Organisation UK ဥက္ကဋ္ဌဦးထွန်းခင်ကတရားမျှတမှုကိုလိုချင်ပါတယ် ရိုဂျာဒုက္ခသည်စကန်တွေကိုကျွန်တော်သွားလေတုန်းကလွတ်မြောက်လာသူတိုင်းကတရားမျှတမှုကိုလိုချင်နေဆိုတာကိုပြောကြပါတယ်တရားမျှတမှုအတွက်ရှင်းနစ်ကြအောင်စောင့်ကြရပြီလူမျိုးတို့တက်ပြတ်မှုကနေလွတ်မြောက်လာသူတွေအတွက်တရားမျှတမှုရဖို့ကရည်ကြီးပါတယ်လို့ပြောဆိုပါတယ်ဦးထွန်းကင်ကမြန်မာစစ်ကောင်းဆောင်တွေကိုတရားဥပဒေအရရေးယူဖို့အာဂျင်တီးနားတရားရုံးမှာတရားစွဲဆိုထားသူလည်းဖြစ်ပါတယ်ဦးထွန်းကင်ကမြန်မာအရေးနဲ့ပတ်သက်၍နိုင်ငံတကာတရားစီရင်ရေးယန္တရားများရဲ့နှောင့်နှေးမှုအပေါ်စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကိုဖမ်းဝရမ်းထုတ်ခြင်းကဲ့သို့သောကိစ္စရပ်မှာ ICC တရားရုံးကလင်းမြန်သောအရေးယူဆောင်ရွက်မှုလုပ်ခဲ့ပေမဲ့လည်းမင်းအောင်လိုင်ကိုဖမ်းဝရမ်းထုတ်ရေးအပါအဝင်မြန်မာနိုင်ငံအရေးကိစ္စတွေမှာ ICC တရားရုံးကနှောင့်နှေးနေမှုအပေါ်ဥထုံးခင်ကမေးခွန်းထုတ်ပါတယ်။တရားမျှတမှုနှောင့်နှေးခြင်းကတရားမျှတမှုကိုညှင်းပယ်ခြင်းဖြစ်ပါတယ်။တရားမျှတမှုဆိုတာမျက်နှာလိုက်လို့မရပါဘူး။ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့သူတိုင်းကို ဟစ်သွင်းစဉ်းစားရမှာဖြစ်ပါတယ်လို့ဦးထွန်းကင်ကပြောဆိုပြီးအေအေကြောင့်ရိုဟင်ဂျာအများပြထွက်ပြေးတင်းရှောင်နေရာကြောင်းလည်းပြောဆိုခဲ့ပါတယ်။ကုလသမဂ္ဂလူခွင့်ရေးအကြီးအကဲဘော်ဂါထက်ကမြန်မာအရေးနဲ့ပတ်သက်၍ ICC တရားရုံးကိုလွှဲပြောင်းပေးဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအကြိမ်ကြိမ်တိုက်တွန်းထုတ်ပေါ်ပြောဆိုထားခဲ့ပါတယ်။ဒီကနေ့မြန်မာနိုင်ငံကဘဝတွေအထူးသဖြင့်ရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာတွေနဲ့တခြားလူနည်းစုတွေအတွက်ကြုံဘူးသမျှအဆိုးဆုံးဖြစ်နေပါတယ်။ တမိုင်းတလျှောက်ဇူးရော့တဲ့အချင်းတွေကိုကြုံနေရတာပါနိုင်ငံတကာအတိုင်းဝန်အနေနဲ့ရိုဟင်ဂျာတွေရဲ့ငြိမ်းချမ်းရေးနဲ့လွတ်လပ်မှုတောင်းဆိုချက်တွေကိုအာရုံစိုက်စစ်ကျင်းပတယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးအကြီးအကဲဖော်ကထက်ကတိုက်တွန်းခဲ့ပါရခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့လေဟုန်စီးတော်လဲမြေကြီးတုံမလာနိုင်ဆိုတဲ့ဆီယလာဆိုးဝရဲ့စီးရီတရင်ဆောင်ပါကောင်းလေးတပုတ်ကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုက်ဟာ၎င်းရဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာမှထောက်ခံနေတဲ့အောင်ပြသနိုင်ဖို့ ယခုနှစ်အတွင်းမှာလေရင်စီးခီးတွေကြီးဖြစ်လာနေတယ်လို့သတင်းကောင်းစင်တက်ကရေးသားလာခဲ့ပါတယ်။စစ်မြေပြင်အခြေအနေကောင်းလာမှုတရုတ်မှရွေးကောက်ပွဲကိုအကြောင်းပြု၍၎င်းအားထောက်ခံလာနိုင်မှုတို့ကြောင့်အောက်လက်ငေးသားများရမရှာရဲတော်ဘူးလို့ယုံကြည်လာခြင်းကြောင့်လူတော်တိုးရဲဆုံးဖြတ်လိုက်ခြင်းဖြစ်မယ်လို့နိုင်ငံတကာအကြံအတဲများလေးလာရေးအဖွဲ့မြန်မာအရေးတာဝန်ခံ Richard Hosee ကတုံ့တက်ပြသခဲ့ပါတယ်။သို့တော်၎င်းတွားရောက်ခဲ့တဲ့နိုင်ငံတွေကတရုတ်၊ရုရှား၊ဘယ်လာရုစ်၊ကာဇက်စတန်နိုင်ငံတို့ဖြစ်ပြီးထိုနိုင်ငံတွေကလည်း ၎င်းအငကူကလေးကထောက်ခံမှုပေးနေကြတဲ့အာနာရှင်များသာဖြစ်တဲ့အတွက်ထူပြီးတိုးတက်မလားတိုးတက်မှုဟူ၍မိုဒီနဲ့လက်ဆွဲနှုတ်ဆက်ခဲ့ရသည်သာအမျက်ထွက်ခဲ့ပါတယ်။သို့သောအိန္ဒိယသို့လာဖို့တော့ဖိတ်ကြားခြင်းမခံခဲ့ရ။အိန္ဒိယသမဂ္ဂ၎င်းတက်ခဲ့တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးရုရှားရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲအခမ်းအနားများကိုရောက်လာကြတဲ့မြည်သည့်နိုင်ငံခေါင်းဆောင်ကားများ၎င်းအားအလေပတ်လာဖို့ဖိတ်ကြားခြင်းမခံခဲ့ရပါဘူး။ဇော်မင်းထွန်းက တရုတ်ရုရှားကာဇက်စတန်သုံးနိုင်ငံစလုံးကရွေးကောက်ပွဲကိုထောက်ခံကြတယ်လို့သာပြောနိုင်ခဲ့ပါတယ်။ရွေးကောက်ပွဲဆိုဒီကလည်းအာနာဆိုတဲ့အရာတစ်ခုကြောင့်တတိုင်းပြည်လုံးဒုက္ခရောက်နေကြရသေးကုန်မသိချင်မမြင်ချင်၍မရအောင်ဖြစ်လာနေချိန်မှာနောက်တော့မရပဲထိုအာနာကိုပင်ဆက်၍စုပ်ကင်ထားနိုင်ဖို့ပြပအာကိုနဲ့လုံပန်းလာကြခြင်းပဲဖြစ်ပါတယ်။ယူကရိန်းမှာရှိတဲ့ခီးတဲ့တင်ယထာကိုပင် drone နဲ့ပစ်ခတ်ရေးသူပူတင်ဟာ၎င်းအတွက်တော့အာကိုကျင်စရာဖြစ်နေဒီမှာလဲစမ်းကြလာတည်တော်မဟုတ် ယခုခါမှာတော့အခြေအနေပြန်ကောင်းလာနိုင်တယ်လို့ယူဆကမင်းအောင်လိုက်မိသားစုထမင်းဝိုင်းမှာကြလာနိုင်တဲ့အယိုးအရင်းများကိုမျှော်ကိုရင်းစမန်ခုတ်ကြတဲ့ပွဲကြီးကနေပြည်တော်မှာအရှိန်အဟုန်နဲ့စတင်နေပြီဖြစ်ပါတယ်။အဲဒီလိုစမန်ခုတ်ကြမဲ့လူတွေဟာတိုင်းပြည်ကြီး၅ဘာသာမကတန်ခါစင်ပါမှောက်နေတဲ့ဖြစ်ရက်ကိုမြည်တိုးများနောက်တရရမှရှိပဲခွေးကရမနေပြီးမင်းအောင်လိုက်လှမ်းပေါက်ပေးကောင်းပေါက်ပေးလာနိုင်တဲ့အယိုးအရင်းကိုအာသာငန်းငန်းမျှော်လင့်နေကြစေဖြစ်ပါတယ်။ ပြည်သူများအဖို့မှာတနက်ပြပြီးမဲယုံကိုမောင်းသွင်းခံကြရတော့မှာဖြစ်တဲ့အတွက်လက်မှိုက်ချအန်ကျိတ်ကအမျိုးသားတစ်စဖောက်များရဲ့လုပ်ပွဲကြီးမှာပါဝင်ကြရပေုံမယ်။ယခုပွဲကမင်းအောင်နိုင်ရဲ့လက်ညှိုးညွန်ရလိုရာဖြစ်မဲ့ရွေးကောက်ပွဲကြီးမှာပါဝင်ရမယ့်အတွက်အာဏာရဖို့ကကျင်းတည်နေပြီဖြစ်တဲ့အတွက်ကြောင့်တိုက်ပွဲကပုံမူပြင်းထန်လာနိုင်ပွဲရှိပါတယ်။တသက်လုံးလက်တွဲလာခဲ့သူများအချင်းချင်းမျက်နှာကိုမျှမထောက်ကြတော့မင်းအောင်နိုင်ကိုပင် NCA အကောင့်တွေဖော်နိုင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုပင်ပေးတဲ့ကြောင်းထိပြောဆိုလာသူပင်ရှိခဲ့ပါတယ်။အဲ့ဒီလိုလူတွေကိုလည်းမြည်သည့်နိုင်ငံကတလီတဆဆက်ဆင်ကြပေမည်နီ။မေးစရာရှိလာဒီမှာမင်းအောင်လိုက်ကတက်ကိုစွန်ပြီးတမနာလုံရဲမီလို့ဆိုတာပင် ဖြစ်ပါတယ်။ဣဒီကလည်းစစ်တပ်ကိုသူ့အနေနဲ့မြများအထိစိတ်ချရမှုအပေါ်မူတည်နေပါတယ်။အာနာရှင်အဖို့တက်ကိုလွတ်လွတ်လပ်လပ်ချင်းဟာအာနာရုပ်ရော်ကြာဆင်းသွားခြင်းသာဖြစ်ပါတယ်။ဒီအတွက်ခင်ကြီးကိုငေကြုံကြီးတဲ့ဖွဲ့တမနာလုံစီက စစ်တပ်မှတဆင့်ဂျိုးကင်တော်ဖို့ကဖြစ်နိုင်ချေများနေပါတယ်။ ED ကိုတွက်ဆမိရန်ရှိတဲ့အတွက်လဲကြက်ဖွတ်များဥမျိုးနေကြခြင်းဖြစ်ပါတယ်။သို့တော့၎င်းတို့အဖို့ငါးတောင်စားလူမိုက်တွေကိုဥဆောင်တွားရမယ့်ကင်ဂျမန်နဲ့အလောင်းစားလုံနေကြတဲ့အဆင့်မှသာရှိနေပါတယ်။နောက်တစ်ချက်ကတော့မင်းအောင်လိုင်ဟာသူတမနာဖြစ်လာပါကတွားလီယာမှာကိုဇွန်နီခင်းကအမြောက်21ချက်ပြစ်ဖောက်ဂုံပြုခံရမယ့်အရေးကိုတွေးပြီးလက်လွတ်ခံဖို့မရှိဘူးလို့လည်းယူဆရပါတယ်။ ်ထိုအရေးကိုကပြက်ခရက်လှုပ်ကြမဲ့ဂိုင်းကိုအပြီးပိုင်ရှင်းလင်းနိုင်ဖို့စစ်ဘုတ်ချုပ်တွေကိုပစိုးဝပြီးလွတ်လိုက်ခြင်းလည်းဖြစ်ပါတယ်။မိဒီအကြောင်းကြောင့်နဲ့ဖြစ်စေတိုင်းပြည်ရဲ့အနာဂတ်ကရှေ့လျှောက်ဆုံဆုံမြို့ပေါ်တာရှိပါတယ်။ဦးတန်ထေးရဲ့မိကုံးမှာဥက္ကဋ္ဌအဖြစ်နှုတ်ထွက်ရတဲ့အကြောင်းရင်းများထဲမှာ2020ရွေးကောက်ပွဲအောင်နိုင်အောင်ဦးဆောင်မှုမပေးနိုင်ခဲ့ခြင်းကြောင့်လို့ပါဝင်နေရမှာ၎င်းအနေနဲ့အဆိုပါရွေးကောက်ပွဲဟာမင်းမတမာမှုများရှိတယ်ဆိုတဲ့မင်းအောင်နိုင်ရဲ့အကြောင်းပြချက်ကို လက်မခံဘူးဆိုတော့ကိုတွေဝိုက်ပြောဆိုသွားခဲ့ခြင်းပင်ဖြစ်ပါတယ်။ဒါအပြင်ပါတီဝင်2000ကျော်အသက်ခံရမှုအတွက်လည်းတိရောက်စွာအကာအကွယ်မပေးနိုင်ခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဦးတန်းထီးရဲ့စကားများကမိတို့ကိုရည်ညွှန်းကြောင်းအတိုင်းသားပေါ်လွင်နေပါတယ်။ယခုရွေးကောက်ပွဲကလည်းမက်ဆီအမြအကြီးကျယ်မှားနေပြီလို့ဘူးလက်လက်ဆွေကထုတ်ပေါ်ပြောဆိုလာပါတယ်။မင်းအောင်လိုက်အဖို့ကရွေးကောက်ပွဲအတုနဲ့တမနာဖြစ်လာဈေးကမူလူတို့ကိုဘုံကျက်တက်ဖြတ်အာနာလူစစ်ပုတ်ချုပ်တူအဖြစ်သာတမိုင်းမှာကြံရစ်ပြီးတော်မူ နယူးယောက်မှာစက်တင်ဘာလ30ရက်နေ့ကပြုလုပ်ခဲ့တဲ့ရိုဟင်ဂျာအရေးအစစ်မြစ်အစိုးရကိုယ်စားလှယ်များဆွေးနွေးပွဲမှာတက်ရောက်လာသူအလုံးကစေအုပ်စုကိုပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချသွားခဲ့ပါတယ်။တာမကြီးဦးကျော်မထွန်းကလည်းနိုင်ငံရဲ့ငြိမ်းချမ်းရေးလုံခြုံရေးကိုဖြစ်စည်းခဲ့တဲ့အတိတ်ကလက်တဲဟာစေအုပ်စုသာဖြစ်ကြောင်းအချက်အလက်များနဲ့ရှင်းပြသွားခဲ့ပါတယ်။အဆိုပါအစည်းအဝေးဟာစေအုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲဖြင့် အတိမတ်ပြုခံရရေးအတွက်တိုင်းတာ၍ရတဲ့ပြရတိုင်းကြီးလည်းဖြစ်လာခဲ့ပါတယ်။ယခုအခါ ကော့ကီးဆက်တောင်တန်းကြီးဘက်မှရှိတဲ့ဂျော်ဂျီယာနိုင်ငံပြည်သူတွေဟာ၎င်းတို့လက်ထက်ကအာနာကိုရွေးကောက်ပွဲဆူကောင်းလိမ့်လည်လှည့်ဖျားသွားခဲ့တဲ့ရုရှားဩဇာကံအစိုးရစီမအတူရောအရင်ရော ပြန်လည်ရယူနိုင်ဖို့မြို့တော်တပီးလီစီမှရှိတဲ့တမရနန်းတော်ရှိကိုစူဝေးရောက်ရှိလာနေကြပြီဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့ရည်သားထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားပေါင်းအကြံပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုကျင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တဲ့ရင်ဌာနမှာဆုတောင်းလိုက်ပါရခင်ဗျာ။